လူသားတွေအနေနဲ့အကောင်းဆုံးပြင်ဆင်ထားလို့ရပေမဲ့ဖြစ်လာလို့ရှိရင်တော့တကယ်ကြောက်စရာကောင်းတဲ့သဘာဝဘေးရနေရတဲ့အတခုကတော့ငလျင်ပါပဲငလျင်တွေကဘယ်ချိန်ဘယ်နေရာမှာဖြစ်မယ်ဆိုတာမသိနိုင်တဲ့အတွက်သဘာဝဘေးရနေရတဲ့မှာတော့အန္တရာယ်အများဆုံးနဲ့ဆုံးရှုံးမှုအများဆုံးလည်းဖြစ်ပါတယ်ဒီလိုဘယ်ချိန်ဖြစ်လာမယ်မှန်းမသိတဲ့ငလျင်တွေကကဘာကြီးရဲ့တချို့ဒေတာတွေမှာတော့အကြာကြီးနေမှာတစ်ခါလှုပ်တတ်တယ်လို့တချို့ဒေတာတွေမှာတော့မကြာခဏလှုပ်လို့ရှိပါတယ် ဒီနေ့ဗီဒီယိုထဲမှာတော့ကဘာကြီးရဲ့ဘယ်ဒေတာတွေကငလျင်အများဆုံးလှုပ်တဲ့ဒေတာတွေဖြစ်ပြီးဘာလို့ဒီဒေတာတွေမှာငလျင်တွေမကြာခဏလှုပ်တက်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကဘာပေါ်မှာငလျင်အလုံဆုံးနိုင်ငံ၅ခုကဘာတွေလဲ။အဲ့ဒီနိုင်ငံမှာနေနေတဲ့သူတွေအနေနဲ့ငလျင်တန်ကိုဘလို့ရင်ဆိုင်ကြလဲဆိုတာကိုသိရဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။နံပါတ်၁ဂျပန်။ ဂျပန်နိုင်ငံကတော့အာရှမှာအတိုးတက်ဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်တယ်လို့သဘာဝဘေးရန်နေရာတွေလည်းအဖြစ်အများဆုံးနိုင်ငံပဲဖြစ်ပါတယ်ဒီလိုသဘာဝဘေးရန်နေရာတွေအများကြီးတဲ့ရမှာဂျပန်နိုင်ငံမှာအကျိန်အများဆုံးဖြစ်တဲ့အန္တရာယ်အကြီးဆုံးဘေးရန်နေရာကတော့ငလျင်ပါပဲ Pacific Ring of Fire လို့ခေါ်တဲ့ငလျင်နဲ့မီးတောင်လှုပ်ရှားမှုအများဆုံးဒေသတွေနဲ့ဂျပန်နိုင်ငံကအနီးဆက်ဆုံးလည်းဖြစ်လို့နေပါဗျာ ဂျပန်မှာစရင်းတွေအရာ တနှစ်ထဲမှာပဲငလင်ပေါင်း1500ကျော်လောက်လှုပ်လိရှိပါတယ်။အများစုကတော့လူတွေသိမ့်မတိလိုက်တဲ့အသေးငယ်လေးတွေဖြစ်ပေမဲ့တစ်ခါတလေမှာတော့အလွန်ပြင်းထန်တဲ့ငလင်တွေဖြစ်ပြီးထိခိုက်မှုတွေလည်းအများကြီးဖြစ်တတ်ကြပါတယ်။2011ခုနှစ်မှာဖြစ်ခဲ့တဲ့ငလျင်နဲ့ဆူနာမီကြောင့်လူပေါင်း16000ကျော်လောက်သေဆုံးခဲ့ရပြီးလူသန်းနဲ့ချီနေစရာမဲ့ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာငလင်းတွေလှုပ်တဲ့အခါမှာကာကွယ်ရှောင်ရှားနိုင်မှုအတွက်လေးကျင်ကန်းတွေကိုចောင်းသားတွေအထိပါနှစ်စင်လေးကျင်ပေးနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဂျပန်တွေကငလင်းထုတ်ပြီဆိုရင်ခြောက်ချားမသွားကြပဲဘလို့အသက်အန္တရာယ်လွတ်အောင်နေရမလဲဆိုတာကိုသိကြတဲ့အပြင်အဆောက်အုံတွေကိုလည်းငလင်းတန်းခံနိုင်တဲ့အဆောက်အုံတွေစောက်လုပ်ထားကြပြီဖြစ်ပါတယ်။နံပါတ်1အင်ဒိုနီးရှားအင်ဒိုနီးရှားနိုင်ငံကတော့ကျွန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းတဘာဝဘေးရန်မြင်နဲ့ပတ်သက်လာရင်အန္တရာယ်အမြင့်ဆုံးနေရာတစ်ခုလည်းဖြစ်နေပါတယ်ဒီနိုင်ငံကတော့ကဘာကြောက်လွာတွေ၄ခုတောင်စုံနေတဲ့အတွက်နေစဉ်လိုလို ငလျင်လှုပ်နေတာပဲဖြစ်ပါတယ်။၂004ခုနှစ်မှာအိန္ဒိယသမုဒ္ဒရာရဲ့အောက်မှာ6.1မဂနီကျူအထိပြင်းထန်တဲ့ငလျင်တစ်ခုဖြစ်ခဲ့ပြီးတော့ဒီငလျင်ကြောင့်ဖြစ်လာတဲ့ဆူနာမီကြောင့်လူ22000ကျော်သေဆုံးခဲ့ရပြီးအာရှတဝမ်းလုံးအထိကိုထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့်ဒီဒေတာတွေမှာနေထိုင်တဲ့သူတွေအတွက်ကတော့သဘာဝကတနေ့တည်းမှာဘဝကိုပြောင်းလဲပြစ်နိုင်တဲ့အထိစွမ်းထက်နေပါတယ်။နံပါတ်3မက္ကဆီကို မက္ကဆီကိုနိုင်ငံရဲ့တချို့နေရာတွေအားဆိုရင်လည်းကမ္ဘာမြေလွှာကြီးရဲ့ရှားမှာတည်ရှိနေတဲ့အတွက်မကြာခဏငလျင်လှုပ်တက်ပါတယ်။မက္ကဆီကိုမှာရှိတဲ့ကိုကတ်စ်မြေလွာနဲ့မြောက်အမေရိကမြေလွာတို့ဟာတစ်ခုနဲ့တစ်ခုထပ်နေတာကြောင့်အမြဲလှုပ်ရှားနေရပဲဖြစ်ပါတယ်။ 2018ခုနှစ်မှာမက္ဆီကိုမြို့မှာငလီတစ်ခုဖြစ်ခဲ့ပြီးတော့ကျောင်းတွေအဆောက်အုံတွေ ပြိုကျခဲ့ရတဲ့အပြင်လူတော်တော်များများလည်းတည်ဆုံခဲ့ရပါတယ်။ဒါကြောင့်မက္ဆီကိုနိုင်ငံကလည်းငလီနဲ့ပတ်သက်လာရင်အန္တရာယ်များတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄အီရန်။အီရန်နိုင်ငံကတော့ငလီအန္တရာယ်များရလို့မထင်ရပေမဲ့တကယ်တမ်းမှာတော့သဘာဝဘေးအန္တရာယ်နဲ့တော်တော်နီးစပ်တဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ Eurasian ကြောက်လွှာနဲ့ Arabian ကြောက်လွှာတို့ကြားမှာတည်ရှိတဲ့အတွက်တကယ်တမ်းငလျင်လှုပ်မယ်ဆိုရင်တော့အန်ရဲ့အရန်အများရဲ့ဒေတာပဲဖြစ်ပါတယ်။2003ခုနှစ်မှာဗန်းမြို့မှာဖြစ်ခဲ့တဲ့ငလျင်ကြီးကြောင့်လူ16000ကျော်လောက်သေဆုံးခဲ့ရပြီးမြို့တစ်မြို့လုံးလည်းပျက်စီးသွားခဲ့တဲ့သမိုင်းဝင်ဖြစ်စဉ်တစ်ခုလည်းရှိခဲ့ပါဗျာ။ ်ဒါကြောင့်အီရန်နိုင်ငံကတော့ငလျင်ကြီးကြီးမားမားအတန်တွေမကြားပါပဲငလျင်လှုံနှုံများပြီးတော့တကယ်တမ်းကြီးကြီးမားမားလှုံမယ်ဆိုရင်လည်းအန္တရာယ်များတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်နံပါတ်5တူရကီ တူရကီနိုင်ငံကတော့တမိုင်းတစ်လျှောက်လုံးမှာငလျင်နဲ့ရင်ဆိုင်နေရတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်2023ခုနှစ်အစောပိုင်းမှာလေတူရကီအနောက်တောင်ပိုင်းမှာငလျင်ပြင်းထန်စွာလှုပ်ခဲ့ပြီးတော့လူသိန်းနဲ့ချီတက်ဆုံးရှုံးမှုလည်းဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်အခုနောက်ပိုင်းမှာတူရကီအစိုးရကလည်းငလျင်ကာကွယ်ရေးအပြင်အဆင်တွေကိုအင်တိုက်အားတိုင်းနဲ့လှုပ်ဆောင်နေရပဲဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့နိုင်ငံတွေကတော့ငလျင်ကြီးတွေမကြခဏလှုပ်လို့ရှိပြီးငလျင်အန္တရာယ်အမြင့်ဆုံးနိုင်ငံတွေပဲဖြစ်ပါတယ်။အခုလိုဗဟုသုတရစရာအကြောင်းအရာလေးတွေကိုစင်ဆက်မပြတ်ကြည့်နေတဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။